အားလုံးမင်္ဂလာပါခင်ဗျာဧပြီလ24ရက်နေ့အညာပိုင်းနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်ဗီဒီယိုမြိုက်တာလည်းနည်းနည်းကြာပြီကျမရေးရခဏဒါနားထားတယ်ပေါ့နော်အဲအရင်ဆုံးပြောချင်တာကတော့အတင့်ရဲလာတဲ့နော်ပို့ပြီးတော့ပို့ပြီးတော့အတင့်ရဲလာတဲ့ဘကိုရန်ဒေတာကြီးအနောက်ဘက်က PDF ဒီပေါ့နော်ဒီကတော့ဘာဖြစ်လဲဆိုတော့ ဘကူရနေတာကြီးအနောက်ချမ်းမှာတော်တော်များများကအထနေပါတယ်။နော်ဒီ PDF တွေဘက်ကတော်တော်အထနေပါတယ်။အထနေပြီးတော့အဲနောက်ပိုင်းလည်းဖြစ်လာရောဟိုတော်တော်များများကပြည်သူကိုတတ်တဲ့ကိစ္စတွေလုပ်တယ်။ဟိုဂျိုးပင်ကောက်တို့မင်းလှတို့အုတ်ဖူတို့နတ်တလင်းတို့အဲ့လိုစသဖြင့်ပေါ့။အဲ့တလျှောက်လုံးမှာနော်ဒီပြည်သူတွေလျှောက်တတ်။အခုဆိုရင်နော်ဒီစစ်ကြောင်းတွေသွားတာဟိုပြစ်ချောင်းပြစ်တာတွေပါဒီအဆင့်နေတောင်ဖြစ်ကုန်ပြီ။အဲ့တော့ ်ဟိုရိုင်းနေတာကြီးအနောက်ချမ်းမှာနော်ဟိုဟာပြီမှာဆိုလို့ရှိရင်လေဒါဒါကစားရှိတယ်တော့ဟိုကက်ကြော်များဖြစ်နေတာလားမသိဘူးနော်ပြည်သူတွေကလည်းအများအပြားအသက်ခံရတယ်စစ်ကြောင်းတွေလည်းချောင်းပစ်ခံရတယ်ဒါဟိုဘူရိုင်းနေတာကြီးအနောက်ချမ်းမှာတောင်ဝန်ရှိတဲ့သူတွေနော်ရှင်းလင်းတာကျွန်တော်ထင်တာတော့တည်င်းမရတာပဲလားတည်င်းရတာနဲ့မလုပ်တာပဲလားတော့မပြောတတ်ဘူးတဖြည်းဖြည်းနဲ့တော့ PDF တွေကတော့အဲ အတင့်ပူပူပြီးရဲလာပြီအဲ22ရက်နေ့နော်လေးလပိုင်းနောက်25ကလည်းရန်ကုန်ပြည်ကာလမကြီးပေါ်မှာကိုဒါပြစ်ခတ်မှုတွေလှုပ်လာတယ်ဗောနော်ဒါကတော့တိတ်ပြီးတော့ပြောလို့မကောင်းတော့ဘူးဗောနော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးတော့ဟိုရှင်းရှင်းလင်းလင်းလုံးမနဲ့တူပါတယ်ဘာကြောင့်လဲဆိုတော့ဟိုတချို့လူတွေတာဝန်ပြက်ကွက်မှုကြောင့်တချို့လူတွေအသက်ပေးရတာတော့မကောင်းဘူးဗောနော် နောက်တဲ့နေ့ဘုကတော့ပလဝဒေသခံအမျိုးသမီးတဦးကိုအဓမ္မပြုချင်းခဲ့တဲ့ဒီ AA တပ်ဖွဲ့ဝင်2ဦးထွက်ပြေးနေရပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့တော့ AA ဘက်ကလည်းသူတို့ဖမ်းဆီးပေးဖို့ကြိုးစားနေပါ냐သူတို့သတင်းလွှင့်နေပေါ့နော်နောက်ပြီးတော့ AA ထောက်ခံတဲ့မီဒီယာတွေကြတော့ဗာပြောလဲဆိုတော့ဒီ AA အဖွဲ့2ဦးကစွပ်စွဲခံထားရတာပါဆိုပြီးသူတို့ကပြောတယ်ဆိုတော့ပြောချင်တာကတော့သူတို့မလုပ်ဘူးစွပ်စွဲခံထားရတာဆိုပြီးအဲ့မီဒီယာတွေအဲ့ပုံစံရေးကြတယ်ပေါ့နော် တေချာပေါက်ကချင်းပြည်နယ်ပလဝါမြို့နယ်ထဲမှာဒီဒေသခံတိုင်းရင်းသားအမျိုးသမီးတွေအာဓမပြုချင်းခံရတာတွေနောက်ထီကပားကြီးပါလုခံရတာတွေလိမ်မိုင်းဆိုင်ရာနောက်ဆက်ခံရတာတွေအများရှိတယ်ဒါချင်းပြည်သူတွေအတိဆုံးဖြစ်ပါတယ်ဒေသခံချင်းပြည်သူတွေအတိဆုံးဖြစ်ပါတယ်နောက်သတင်းတပုတ်ကတော့ဒါ KNU နဲ့ PDF တပ်ဖွဲ့ကိုပို့မဲ့လက်နက်တွေပေါ့နော်ဒါ AR series တွေထင်ပါတယ်တနက်ပေါင်းဒါ50လက်လောက်ချင်းမိုင်မှာဖမ်းဆီးရမိတာတွေ့ရပါတယ် ်နောက်သတင်းတစ်ပုဒ်ကတော့ဒီရက်ပိုင်းမှာဒီ TikTok ပေါ်မှာပေါ့နော်ဗီဒင်ပညာရှင်လိုလိုလက္ခဏာပညာရှင်လိုလိုပြီးလက်ပြီးရောဒီငလင်ထတ်လုံမယ်ဆိုပြီးတော့ဟောကိန်းတွေထုတ်တယ်ပြဿနာပေါ့နော်ဒီပြည်သူတွေအထိတ်တလန့်ဖြစ်အောင်လုပ်တယ်ပေါ့အဲ့တော့အဲ့ဒီလူကိုတော့အခုလောလောဆယ်ဆယ်ကအဲ့ဒီဒီဂျုံမိုးဆိုတဲ့သူကိုတော့ဖမ်းလိုက်ပြီအဲ့ဒီလက္ခဏာပညာရှင်လိုလိုဘာလိုလိုဂျုံမိုးဆိုတဲ့သူကိုတော့ဖမ်းလိုက်ပြီဒါပေမဲ့ချက်မာသေးတယ် เนาะငလင်ဆိုတဲ့ကိစ္စကမိုးလေဝသလိုမျိုးကြိုတင်ပြီးတော့တောင်ဘက်ကနေမြောက်ဘက်ကိုရွေ့လျားလာပြီးဆိုတော့ကြိုပြီးတော့ဂျိုတူးကနေလည်းဖမ်းလို့ရတာမျိုးမဟုတ်ဘူးเนาะငလင်ဆိုတာကကြိုပြီးခမန်းရခတ်တဲ့เนาะခမန်းလို့မရတဲ့အဲတဘာဝဘေးအန္တရာယ်မျိုးဖြစ်တယ်တားဆီးလို့မရဘူးအဲ့ဒီအတွက်เนาะဒီငလင်နဲ့ပတ်သက်ပြီးတော့အခုလိုဟောကိန်းထုတ်တာတွေကပြည်သူလူထုကို၆လှမ်းဖို့တတ်တတ်ပဲဒါမှမဟုတ်လို့ရှင်အတန်းရှင်းပေါ့ဟိုကိုကိုလူတိများအောင်လို့တမင်အတန်းရှင်းချတာလို့ပဲကျွန်တော်အနေနဲ့ပြောချင်တယ် နောက်တရင်တဘုတ်ကတော့ဒါအေရဲ့စစ်မျက်နာတွေပေါ့စစ်မျက်နာတွေကယုတ်တရက်ဆိုသလိုပဲဒါနည်း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 ပြန်ဆုတ်သွားတာမြင်ရတယ်။အေရောက်တိုင်းဒေသကြီးလေးမျက်နာမျိုးနယ်ထဲမှာဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အေအဖွဲ့ဟာအခုဆိုလို့ရှိရင်ဒါအဲ့ဒီပန်းတော်ကြီးကနေပြီးတော့ပြန်ဆုတ်သွားတယ်လို့ဒေသခံတွေသတင်းပေးပို့တယ်။အသေးပြောက်လည်းရှိတယ်။အသေးပြောက်လည်းရှိတယ်ပေါ့နော်။နောက်ထပ်ဒီဘက်ဒီအမ်ဘတန်လမ်းပေါ်မှာတိုက်နေတဲ့အဖွဲ့တွေကလည်းနောက်ပြန်ဆုတ်သွားတယ်ပေါ့တကယ်တမ်းကျတော့သူတို့ကအပြစ်ရထားတယ်လို့သူတို့ကပြောတယ်ခဲအပြစ်ရထားတာတော့မဟုတ် ဘာကြောင့်လဲဆိုတော့အပြည့်ရထားတယ်လို့အစိုးရကနိုင်ငံတကာကိုကြေညာတဲ့အချိန်မှာသူတို့အပြည့်မရက်နေဘူးသူတို့တကယ်ကိုတိုက်နေရနော်အခုချိန်မှာဘာကြောင့်ထပြီးအဲလှဲ့နေတာလဲတော့မပြောတတ်ဘူးလုံးဝရက်နေတာမျိုးတော့မဟုတ်ဘူးအချို့နေရာမှာတိုက်ပွဲငယ်လေးတွေတော့ရှိနေတော့မှာပေါ့နော် နောက်တစ်ရင်တစ်ဘောကတော့ဒါမြန်မာနိုင်ငံကနေပြီးတော့အာဆီယံကျန်းဖတ်မှုတိုက်ပွဲကြီးအဖွဲ့နော်မြန်မာနိုင်ငံကပါတယ်ပေါ့နော်အဲ့လိုပါတဲ့ချိန်မှာ ဟောမြန်မာနိုင်ငံသွားရောက်ဒီအစည်းအဝေးတွေပါတက်တယ်ပေါ့ပြီးတော့အိန္ဒိယနိုင်ငံနယူးဒီလီမှာအဲ့ဒီအစည်းအဝေးတစ်ခုကျင်းပခဲ့တယ်ပေါ့နော်အဲ့ဒီအာအာဆီယံအကြံဖတ်မှုတိုက်ဖြတ်ရေးပေါ့နော်အဲ့ဒါကမလေးရှားနဲ့အိန္ဒိယတို့ကပူးတွဲဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်နေတယ်ပေါ့၁၄ချိန်မြောက်ရှိပြီးအစည်းအဝေးကအဲ့ဒီမှာဒီမြန်မာဘက်ကလည်းဒါဝန်ကြီးအဆင့်ရှိတဲ့သူတူသွားရောက်ခဲ့တယ်ပေါ့အဲ့ဒီအတွက်နော်ဒီမီဒီယာတွေမှာဆက်တဲ့သူတွေလည်းရှိတယ်ပေါ့နော်ဘာဖြစ်လို့အဲမြန်မာနိုင်ငံကိုလက်ခံတာလဲပေါ့နော်လက်ခံတာလဲဆိုတော့ ကိုဝင်လင်းပြောရင်စစ်တပ်ကတရားဥပဒေစိုးမိုးရေးဟိုသူတောင်းယူထားတယ်။တောင်းယူထားတဲ့အချိန်မှာသူလုံးဝမဲ့အလုပ်ကိုသူလုပ်နေတယ်။အဲ့ဒီအတွက်နော်ဘယ်နေရာမှာဘာရှိလဲ။နော်တောင်းကျမ်းသူဘယ်နားမှာရှိလဲ။ရှိရင်တော့ရှင်းလင်းမှာပဲ။အဲ့တော့သူ့သူ့ကိုတော့မရှင်းလင်းပို့ပြီးတော့ပေါ့ထိထိရောက်ရောက်မရှင်းလင်းနိုင်လို့ဒါအများအချို့ဝေဖန်တာဒါသူခံရတာမျိုးရှိတယ်လေ။အဲ့တော့စစ်တပ်ကတော့သူ့လုပ်သူလုပ်မှာပဲ။ဘေးကနေထိုင်ပြောတဲ့သူကလည်းပြောတဲ့သူကပြောမှာပဲ။ ဲ့တော့အဲ့အတွက်နဲ့တော့နောက်ဆုတ်သွားစရာတော့ရှိမှာမဟုတ်ဘူးဘယ်တော့မှလည်းဖြစ်မှာမဟုတ်ဘူးဆိုတော့နောက်တဲ့တဲ့ဘုတ်က Sky Villa Condo ပေါ့နော် Sky Villa Condo ကိုထပ်ပြီးတော့အခုတို့အခုဆိုရင်ရှင်းလင်းနေတယ်ပေါ့နော်ရန်ရည်ရိုင်နဲ့ရှင်းလင်းနေတယ်ပြိုကျသွားတဲ့အထက်တွေကိုဖယ်ထုတ်နေတဲ့အချိန်မှာနောက်ထပ်ဒါရုပ်အလောင်းလီလောင်းထွက်ပေါ်လာပါတယ်ရုပ်အလောင်းလီလောင်းမှာသူကမနက်ပိုင်းပေါ့နော်ဒီ24ရက်နေ့မနက်ပိုင်း10:00ခွဲကြော်ကြော်လောက်မှာအမျိုးသားနှစ်ယောက်အလောင်းတွေ့တယ်အဲ့တော့24ရက်နေ့ ဆက်တနိုင်ဝင်ကျင်လာပါတော့เนาะမနေ့ဆက်တနိုင်ဝင်ကျင်လာမှာထပ်ပြီးတော့အဲအမျိုးသားတအူးနဲ့ကလင်းငယ်တအူးရဲ့အလောင်းထပ်တွေ့တယ်ပေါ့နော်ဆိုတော့ဒီမှာအလောင်းစုစုပေါင်းတွေ့ရှိမှုဟာတရာကျော်သွားခဲ့ပြီပေါ့နော်ဟိုဒီကွန်ဒိုကိုတိဆောက်ထည့်သူနဲ့နော်ဒီကွန်ဒိုကိုနော်ဟိုစစ်ဆေးခဲ့တဲ့အင်ဂျင်နီယာတွေပေါ့နော်အဲ့လိုရှိမယ်ထင်ပါတယ်စီဗင်တို့ဘာတို့နော်နေထိုင်ရန်သိမသိဒါမျိုးစစ်ဆေးတဲ့သူတွေရှိမယ်ထင်ပါတယ်တေချာပေါ့အေးအေးယူတင်တယ်လို့ထင်တယ်ဘာကြောင့်လဲဆိုတော့တခြားအရာတွေထွက်ပို့ပြီးတော့နော် ဒီအသက်အန္တရာယ်ထိခိုက်မှုပုံမမြင့်တက်ခဲ့တယ်နော်တခြားတိုက်တွေလည်းမပြိုမှုပြိုတာပဲဒါပေမဲ့အသက်အန္တရာယ်ထိခိုက်မှုပုံမြင့်တက်ခဲ့ကျွန်တော်သိသလောက်အဲ့ဒီနေရာမှာငကိုတော့အောက်မှာနော်ငါးခံကြီးရှိတယ်လို့ပြောတယ်အဲ့ဒါကိုဖို့ပြီးတော့ကွန်ဒိုဆောက်ထားတယ်ပေါ့နော်မြေသားအရာပွင့်လည်းပြောအောက်ကမြေသားကတော်တော်ပြော့တယ်မြေသားကိုသူတို့ပိုင်ဘလောက်ထိအဲထဲထိစိုက်လဲတော့မပြောတတ်ဘူးပေါ့နော်နောက်သတင်းတစ်ပုဒ်ကတော့ဒါနိုင်ငံတကာသတင်းဖြစ်ပါတယ်အဲ့ဒါကတော့ပြီးခဲ့တဲ့ရက်ပိုင်းကအိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နယ်စပ်မှာရှိတဲ့ကက်ရှမီးယားဒေသပါဟေဂန်တိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့ပါတယ်ပါဟေဂန်ဒေသမှာ တိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒါကဒီခကြီးသွား26ဦးတည်ဆုံးခဲ့တယ်ပေါ့နော်အဲ့ဒီဖြစ်စဉ်မှာဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးအိန္ဒိယအစိုးရတော်တော်လေးဒေါသထွက်တယ်ဒေါသထွက်ပြီးတဲ့နောက်ပိုင်းမှာသူအိန္ဒိယနိုင်ငံထဲမှာရှိနေတဲ့ပါကစ္စတန်ပတ်စပို့ကင်ထားတဲ့သူတွေချက်ချင်း48နိုင်ငံအတွင်းထွက်နော်တန်တမန်တွေလည်းမောင်းထုတ်တယ်နော်အခုတော်တော်လေးအခြေအနေဆိုးနေတယ်အခုနေဆက်ခဲ့တွေအကုန်လုံးလည်း ပိတ်ပလိုက်တယ်။နောက်ပြီးလို့ရှိရင်အိန္ဒိယနိုင်ငံထဲမှာနော်ပါကစ္စတန်ရဲ့လူမှုကွန်ရက်မီဒီယာတွေကိုကြီးခွင့်မပေးတော့ဘူး။ပါကစ္စတန်ရဲ့ဒီပါကစ္စတန်အစိုးရရဲ့တရားဝင်ဒီ Twitter အကောင့်ပေါ့နော် X အကောင့်ကလည်းအိန္ဒိယနိုင်ငံထဲမှာကြီးလို့မရတော့ပါဘူး။ဆိုတော့နှစ်နိုင်ငံကြားထဲမှာတင်းမာမှုတွေကတော်တော်လေးမြင့်တက်နေတယ်။အိန္ဒိယစစ်တပ်ကလည်းဒီနေစားတစ်ချောင်းမှာပို့ပြီးတော့ဒါအင်အားတိုးမြင့်လာတဲ့ပုံစံမြင်ရတယ်ဒေသခံတွေကတော့ဒါနှစ်နိုင်ငံစစ်ကမဖြစ်တာကြာပြီပေါ့နော်စစ်မဖြစ်တာကြာပြီအဲ့ဒီအတော့ နည်းနည်းတော့စိုးရိမ်မှုတော့မြင့်နေတယ်ပေါ့နော်နောက်တဲ့တင်တဲ့ပုတ်ကတော့ဒါတရုတ်နဲ့အမေရိကန်ရဲ့ကျွန်တော်တို့ကုန်သွယ်မှုစစ်ပွဲပေါ့နော်ကုန်သွယ်ရေးစစ်ပွဲပေါ့ကုန်သွယ်ရေးစစ်ပွဲမှာနော်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတရုတ်ကိုခက်နန္နာလေးဖိဖို့ကြိုးစားပါတယ်ဒီလိုနန္နာလေးဖိဖို့ကြိုးစားတဲ့အချိန်မှာတရုတ်ကလည်းငါလုံးဝလာမဆွေးနွေးနိုင်ဘူးဆိုတဲ့သဘောမျိုးပေါ့နော်အဓိကကတော့ဒေါ်နယ်ထရန့်က "तू က ပါဝါကြီးတယ်ဆိုတာကိုပြချင်တာတရုတ်ကလည်းငါလက်အောင်မှာပဲနေရမယ်ရုရှားကလည်းငါလက်အောင်မှာပဲနေရမနေရရင်တော့ငါစကားနားထောင်အောင်မယ်ဆိုတဲ့သဘောမျိုးနဲ့သူပါဝါပြချင်တာဒါပေမဲ့ဘာဖြစ်လဲဆိုတော့တရုတ်ကစီးပွားရေးဒုတိယနေရာမှာ နေတဲ့နော်ကမ္ဘာစီးပွားရေးမှာဒုတိယနေရာမှာနေနေတဲ့နိုင်ငံတနိုင်ငံဖြစ်တယ်နိုင်ငံကြီးတနိုင်ငံဖြစ်တယ်လူအစွမ်းအားရင်းမြစ်တောင့်တင်းတဲ့ဤပညာတောင့်တင်းတဲ့ဆိုတော့ဒီအမေရိကန်ရဲ့ငွေတိုက်စာချုပ်တော်တော်များများကလည်းတရုတ်မှာရှိနေတယ်နော်အဲ့အတွက်တော်မာတယ် လုံးဝသွားမဆွေးနွေးနိုင်ဘူးဒေါ်နယ်ထရန့်ကိုဒါနဲ့ပတ်သက်ပြီးတော့လွတ်ပြီးမဆွေးနွေးနိုင်ဘူးအဲ့လိုပဲရှီကျင်းဖင်ကိုယ်တိုင်လည်းသွားပြီးတော့မျက်နှာလိုမျက်နှာရလုပ်ပြီးတော့ကျွန်တော်တို့ကုံသမှုနဲ့ပတ်သက်ပြီးတော့အတိုးလျှော့လုပ်အောင်ပါညာလုံးဝမလုပ်လုံးဝမလုပ်တော့တဲ့အခါမှာအဲ့တော့အမေရိကန်နိုင်ငံမှာတုံးနေတဲ့နော်ဒီအတုံးဆောင်ပစ္စည်းတွေတရားဝ ဝင်တာပိုများတယ်ဗောနော်တော်တော်များများဥမာဒီ mobile phone နေနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ် network တွေနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်စဒီ motor ရင်နဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်ဗောနော်တိကျပစ္စည်းတွေအများအပြားရှိတယ်အဲ့ဒီအတွက်အမေရိကန်မှာရုပ်တရက်ဒါတော်တော်လေးအထိနာလာတယ်နော်အထိနာလာတဲ့ခါကျတော့အဲ့ဒီအမေရိကန်ဘက်ကဒီတရုတ်ကိုအခုကြက်မှတ်ထားတဲ့ကုံစီဟိုကုံကုံတွေခုံဘောနော် short ချဖို့အတွက်ပြန်ပြီးစဉ်းစားနေတယ်ဗောနော်သူနောက်နေနဲ့ပြန်ဆုတ်ဖို့စဉ်းစားတယ်ဗောမစဉ်းစားလို့တော့မရဘူး ဆိုအခုချိန်မှာကြားနဲ့နွားနဲ့กว่าပြီဗောနောက်ခုချိန်မှာတော့ဘယ်သူကအင်အားပိုကြီးလဲဆိုတာกว่าတယ်နောက်တစ်ခုကကြတော့ဘယ်သူကညံပူများလဲဆိုတာလဲกว่าလာတယ်အဲ့တော့ကျွန်တော်တို့ကဒီ GDP တွေအရသာကြည့်မယ်ဟိုကမ္ဘာစီးပွားရေးနံပါတ်1တို့ဘာလို့เนาะဘီလီယံနာတွေဘာတွေအများကြီးရှိတာမို့လို့ဒါအမေရိကန်မှာပဲသွားစုနေကြတာမို့လို့ဆိုတော့အမေရိကန်ကအခုလိုမျိုးတော့တန်ရောက်နေပြီမယ်တရုတ်ကလည်းသူ့ဘာလဲဆိုတာထုတ်ပြနေတဲ့အနေအထားတစ်ခုလို့ကျွန်တော်အနေနဲ့မြင်ပါတယ် နောက်တစ်ခုကတော့ဒီအမေရိကန်ရဲ့ဒီအာရှပစိဖိတ်ပေါ့နော်အဲအရှိအာရှနဲ့ပစိဖိတ်ရေယာဘျူရိုကအကြီးတန်းအရာရှိအကြီးတန်းအရာရှိဆိုတော့ဘယ်အဆင့်လဲတော့မသိဘူးเนาะတက်မှာဆိုဘယ်အဆင့်လဲတော့မသိဒါတက်ကပါပဲเนาะအဲ့ဒီရှောင်းအိုနေဆိုတဲ့လူကเนาะမြန်မာစစ်တပ်အနေနဲ့ပေါ့နော်သူတို့ကဒီလိုတုံ့နှုံးတာသူတို့တုံ့နှုံးတာဆိုမြန်စစ်တပ်အနေနဲ့တဲ့အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တက်ဖို့အတွက်အဲသူတို့အတောင်းဆိုတယ်ပေါ့ အမေရိကန်တော့အမေရိကန်ကိုစားဖို့ပြုတ်ပြီးပြောတာသူပြောခွင့်ရှိလားမရှိလားဒါမှမသိဘူးဒါပေမဲ့ပြောချင်တာကတော့အမေရိကန်အနေနဲ့လည်းမြန်မာနိုင်ငံရဲ့လက်ရှိပကတိအခြေအနေမှန်တွေကိုသိတဲ့နေနော်မြန်မာနိုင်ငံကိုတည်တည်ချာချာလေးထဲထဲဝင်ဝင်သိတဲ့နေမြန်မာနိုင်ငံမှာအကြမ်းဖက်မှုကိုလှုပ်ဆောင်နေတာကအဖွဲ့အများအပြားနဲ့နာမည်ပေါင်းစုံတက်ပြီးတော့မြေပြင်မှာလှုပ်ဆောင်နေတာဖြစ်တယ်ဒါကိုအမေရိကန်အနေနဲ့သိတဲ့နေနော်ဒါတွေကိုထိန်းချုပ်ရင်းနဲ့နော်ပြည်သူကိုကာကွယ်ယူထားတာဖြစ်တဲ့တူတာဒါတွေကိုထိန်းချုပ်ရင်းနဲ့ လက်ချော်ချီချော်ဖြစ်လို့ပြည်သူတည်ဆုံမှုရှိတယ်ဆိုတာဖော်ပြလို့ရတယ်သူတို့ဖော်ပြကြတယ်ဒါပေမဲ့သူတို့တက်လို့တည်သွားတဲ့ပြည်သူရေတော့ကဒီထက်ပိုများတယ်เนาะတောင်းနဲ့ချီနေပြီဆိုတော့အဲ့ဒီအရှိအာရှပစိဖိတ်ရေဘူရိုကအကြီးကဲရှောင်းအုံနေနေနဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတည်တည်ချာနားလေတယ်เนาะ ဟိုကိုယ်တိုင်မြန်မာနိုင်ငံလာခြင်းလဲဆိုလို့ရှိရင်လည်းလာလို့ရတယ်เนาะရေရွကြိုက်တဲ့ကားတစ်စီးစီးပြီးတော့ပဲပိုကပါလဲမုံရွာလမ်းမောင်းခိုင်းလိုက်မယ်မုံရွာတို့ရှိဘူးလို့လမ်းမောင်းခိုင်းလိုက်မယ်ဘယ်လိုဖြစ်သွားမလဲဆိုတာဆိုတော့အဲ့လိုမျိုးအကျန်းဖတ်မှုတွေဖြစ်နေတဲ့မြန်မာနိုင်ငံမှာเนาะအဲ့တော့ပြည်သူလူထုဘဝကိုအကျန်းဖတ်တယ်ဟိုဒီစစ်တပ်ကိုပဲအမြဲတမ်းနာမည်တက်နေမဲ့စားတအားယူနေမှာဆိုလို့တစ်ဖက်လှည့်ပြီးတော့เนาะ PDF တွေလည်းရှိတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောပြတာ ောက်တစ်ခုကတော့အခုဆိုလို့ရှိရင်ဒါချင်းပြည်နယ်နဲ့ပတ်သက်ပြီးတော့ပြောရတော့ချင်းပြည်နယ်ကဒါကုံလူနီနီဖြစ်နေပြီကုံလူနီနီဆိုတာအစိုးရရန်နေရမလဲပတ်တော့တဲ့နေရာများလာပြီပေါ့နော်ဟာခါနဲ့တီးတိမ်ပဲရှိတော့မှထင်တယ်ကျွန်တော်ထင်တာတော့အဲ့တော့အဲ့ဒီနှစ်မျိုးပဲကြံတဲ့ဟာခါနဲ့တီးတိမ်ကိုလည်းအခုချင်းနေတိုက်ဖို့ပြင်နေပြီသူတို့တော့ပို့ပြီးအင်အားလိုအပ်မှာဆိုတော့သူတို့တီးတယ်အခုအဲ ပူပေါင်းမှုခေါ်နေကြပြီဒါအင်အားမရှိလို့ပဲလားအင်အားပိုတိုးပြီးတော့ပဲဟာခောက်တိုက်ချင်လာတာတော့မပြောတတ်ဘူးအခုဆိုရင်ဒါသူတို့ဘက်ကကြေညာချက်တွေထုတ်တယ်နော်ဒီ PDF တွေနဲ့ပူပေါင်းမယ်ပူပေါင်းပြီးလို့ရှိရင်ဟာခောက်ကိုတိုက်ဖို့ဆိုပြီးတော့သူတို့ကလုပ်နေပြီအဲ့တော့ချင်းပြည်နယ်နဲ့ပတ်သက်ပြီးတော့ဘာမှအရေးတည်ယူတိတ်လုတာမမြင်ရအောင်အဲ့တော့လဲဟိုစိတ်မကောင်းဖြစ်ရတယ်စိတ်မကောင်းဖြစ်ရတယ်ဆိုတာကျွန်တော်တို့ဒီချင်းလူမျိုးတိုင်းအဲ့ဒီမှာရှိတဲ့လက်နက်ကင်တွေသဘောကျနေတာတော့မဟုတ်ဆိုတော့အေးချင်းချင်းတတ်တတ်ရရနေချင်းကြတယ်ပေါ့ ဒါပေမဲ့အခုအချိန်ဒီကဒီလိုငင်းငင်းချင်းချင်းတတရရဖြစ်မနေတဲ့အခါကျတော့အပြည်သူတွေလည်းတော်တော်ဒုက္ခရောက်နေကြတယ်။တော့တော်တော်လေးစိတ်ဆင်းရဲမှုကြီးစွာခံစားနေရတယ်။တော့တည်င်းလေးပလင်းလေးဘာမှမသိရအောင်เนาะအကုန်လုံးဒုက္ခရောက်နေကြတယ်။အဲ့တော့ကျွန်တော်တို့အစိုးရအနေနဲ့ဟိုဘယ်လိုနည်းနဲ့စစ်တပ်တိုက်ဘယ်လိုနည်းနဲ့စစ်တပ်တိုက်ချင်းပြည်နယ်ရောဘာလို့ခြံထားတာလဲလို့ကျွန်တော်အဲ့ဒါမေးချင်တယ်။ချင်းပြည်နယ်ရောဘာလို့မလုပ်ပြတာလဲเนาะ မလုံနိုင်တာလည်းမဟုတ်ဘူးเนาะကျွန်တော်သိတယ်နားလည်းနားလည်တယ်ဒါပေမဲ့ချင်းပြည်နယ်ကိုတော့ပြစ်မထားကြပါနဲ့လို့ပြောချင်တယ်เนาะချင်းပြည်နယ်ရဲ့တဘာဝအရာပြောမှဆိုရင်ဟိုအရင်မြစ်တော့များများဆဆမရှိဘူးဒါပေမဲ့เนาะဒီကျွန်တော်တို့တက်တော်အမွေနှစ်တွေများတယ်နောက်ပြီးလို့ရှိရင်ချင်းပြည်နယ်ထဲမှာကျွန်တော်တို့ဒီဟိုကဘာမှာရှားပါနေတဲ့မျိုးစိတ်တွေเนาะဒီပန်းမျိုးတွေဒါတွေတအားများတယ်အဲ့တော့ချင်းပြည်နယ်တအားလှပတယ် ဒါပေမဲ့လည်းအချင်းပြည်နယ်အလားအပါအခုလုံးဝအမောင်အပိတ်ဖြစ်နေလက်နက်ကန်ကြီးစိုးမှုတံကိုပြည်သူတွေခါးစီးခံနေရတယ်အဲ့တော့ချင်းပြည်နယ်ကိုလုံးဝပြစ်မထားကြပါနဲ့အဲ့တော့ဘယ်တော့မှများချင်းပြည်နယ်ကိုအစိုးရရဲ့လက်အောက်ကိုရာဂိုင်းလုံးများများပြန်ပြီးတော့သိမ်းယူနိုင်မလဲဆိုတာကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်တစ်ခုတော့ NUG ကပြောတဲ့ကိစ္စနဲ့ကျွန်တော်ပြောရမှာပေါ့နော်အဲ့ဒါကတော့စစ်အုပ်ချုပ်ရေးနဲ့တိုင်းပြည်ကိုတိဆောက်ရေးမရဘူးဆိုပြီးတော့ NUG ပြောတယ်ပေါ့နော်အဲ့ဒါတမရဒူဝါလက်ရှိလာပြောတယ်ပေါ့ဆိုတော့ NUG ကအဲစစ်အုပ်ချုပ်ရေးနဲ့တိုင်းပြည်ကိုတိဆောက်လို့မရဘူးလို့ပြောရဲဆိုတော့သူတို့ကဗာစနစ်နဲ့ဘယ်နားမှအုပ်ချုပ်နေကြတာပြောချင်တာဒူဝါလက်ရှိလကဗာစနစ်နဲ့ဘယ်နားမှအုပ်ချုပ်နေလဲသူရှိတဲ့နှစ်ယောက်နဲ့တပိုင်းနဲ့လေးလိုက်လေးပေါ်မှာခန့်ထားတဲ့သူ့ဝန်ကြီးတွေတောင်မှ သူစကားပြောလို့သူပြောတိုင်းမပြီးဘူးဘယ်သူမှလိုက်မလို့ သူနဲ့မဝင်ခိုင်တဲ့နဲ့အာပေါက်တော့မယ်ပြောတာမြန်မာနိုင်ငံကိုပြန်လာဖို့လှုပ်ကြဖို့ပြောတာဘယ်သူမှပြန်မလာဘူးအဲ့တော့ဘယ်နေရာဘယ်အရက်မှာဘာစနစ်နဲ့အများတိုင်းပြည်ကိုအုပ်ချုပ်နေတာလဲလို့မေးချင်တယ်အခု तू ကအုပ်ချုပ်ခံနေရတာလား तू ကအုပ်ချုပ်နေတာလားလဲနည်းနည်းလေးလေးစဉ်းစားကြည့်အောင် तू ကိုယ်တိုင် KIA ရဲ့အုပ်ချုပ်မှုခံထားရတဲ့အောက်မှာနေနေရတာလားနော်ထားလိုက်ပါတော့အဲ့တော့စေအုပ်ချုပ်ရေးနဲ့တိုင်းပြည်ကိုတိဆောက်ရေးမရဘူးဆိုတဲ့အကြောင်းတော့သိတယ်။နော်လူတိုင်းသိတယ်။စကားအဆက်ဆက်မရှိတာပြောပြမယ်။နော်စေအုပ်ချုပ်ရေးနဲ့တိုင်းပြည်ကို တိဆောက်လို့မရဘူးဆိုတာသိတယ်ဒါပေမဲ့အုံနောက်လေးနဲ့တော့စဉ်းစားတိုင်းပြည်မတည်ငြိမ်ဖြစ်နေတဲ့အခြေအနေမှာတော့စစ်အုပ်ချုပ်ရေးကရှိနေမှာတိုင်းပြည်တည်ငြိမ်သွားတယ်ဆိုလို့ရှိရင်နိုင်ငံရေးစနစ်နဲ့လမ်းကြောင်းတစ်ခုပေါ်တင်းမှာသူ့သူသွားလိမ့်မယ်နော်ဘယ်သူမှလည်းဒီတိုင်းပြည်ဝန်ကြီးကိုတချမ်းထမ်းထားဖို့အတွက်ဆန္ဒမရှိဘူးပုံမှန်လင်းလင်းပြောတာအဲ့ဒါကတော့ကျွန်တော်ပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်ဒီလိုမျိုးဖြစ်မဲ့ကိစ္စမျိုးဘယ်တော့မှလက်ခံမှာမဟုတ်နော်ဒါသဘောပေါက်လို့မှလို့ရှိရင်ဆိုတော့နိုင်ငံရေးတောင်ဝန်တွေကပို့ပြီးတော့ဒါဟို တက်တော့ဆိုလို့ရှိရင်လေးပင်တယ်နော်အဲ့တော့တက်ချုပ်ကိုယ်တိုင်ပြောတယ်သူတို့ကနိုင်ငံရေးလုပ်နေတာမဟုတ်နိုင်ငံရဲ့အရေးကိုလုပ်နေတာအဲ့ဒီတော့အချိန်နဲ့လို့ရှိရင်သူ့အတူအိမ်ပြန်သွားလိမ့်မယ်ဒါပေမဲ့လေသူသူကလည်းရှိခွက်လာတော့မသိတာက အခုကဒါယာယီအုတ်ချုပ်ကြီးအနေနဲ့စစ်အုတ်ချုပ်ကြီးဆိုတာရှိနေတာနောက်ပြီးတော့သူကဘာပြောလဲဆိုတော့မြန်မာနိုင်ငံမှာတဲ့ဘယ်သူတော့စစ်အုတ်ချုပ်ကြီးနဲ့မဆိုတဲ့ နော်တိုင်းပြည်ကအမှန်တကယ်ဖုံမျိုးတိုးတက်မလုပ်နိုင်ဘူးဆိုတာနှစ်ပေါင်း80ကျော်ကြာပြည်တွင်းစစ်ကတက်တည်ပဲဆိုနားလည်ဖို့လိုပါတယ်တဲ့ဆိုတော့နှစ်ပေါင်း80ကျော်ကြာပြည်တွင်းစစ်ကနေကိုတို့ကမထောက်ဘူးအမြဲတမ်းအဲ့တော့နှစ်ပေါင်း80ကျော်ကြာပြည်တွင်းစစ်ဖြစ်တာကအယက်သားဆိုရင်လည်းစစ်ဖြစ်မှာပဲနော်ဒီနေရာမှာ NLD ပါတီကဥဆောင်တဲ့အစိုးရဆိုလို့ရှိရင်လည်းနှစ်ပေါင်း80မကောက်နောက်ထပ်နှစ်100လည်းဖြစ်ဖြစ်နေဦးမှာနော်လက်နက်ကိုင်ဖွဲ့လည်းအများကြီးထပ်ပေါ်လာအောင်ပါဖြစ်လာနိုင်သေးတယ်နော် NLD ပါတီကသာဥဆောင်နေတယ်ဆိုရင်လည်းဖြစ်လာနိုင်သေးတယ် အဲ့ဒါဆိုတော့ဆိုတော့ဘယ်အစိုးရပြောင်းပြောင်းပြည်တွင်းစစ်ကရှိကိုရှိနေမှာဘာလို့ရှိနေမှာလဲဆိုတော့လောဘကိုအတော်မတတ်နိုင်တဲ့အခုခမားကိုယ်တိုင်အုပ်ချုပ်တာနော်သူများအုပ်ချုပ်တာခံထားရတဲ့ခမားကိုအုပ်ချုပ်နေကြတဲ့နော် KIA ရလူတွေလူမျိုးနော် something မို့ဒီအာ KNU ရလူတွေလူမျိုးဒီလူမျိုးလက်နက်ကိုင်တွေအများကြီးရှိနေပြန်ဘယ်တော့မှအဲ့ဒီ ငင်းချင်းကြီးဆိုတော့တော့မတွေ့နဲ့အပြုတ်တိုက်နိုင်တိုက်မတိုက်နိုင်လို့ရှိရင်အဲ့ဒီငင်းချင်းကြီးဆိုတဲ့ကိစ္စဘယ်တော့မှရှိဘူးပြည်တွင်းစစ်ဆိုတာရှိနေမှာပဲအဲ့တော့ပြည်တွင်းစစ်ပြည်တွင်းစစ်ဆိုတိုင်းစစ်တပ်ကိုသွားပြီးတော့အပြစ်တင်နေလို့မရဘူးနော်လောဘနဲ့တိဆောက်ထားတဲ့အဖွဲ့တွေကလည်းတသက်ရှိသေးတယ်နော်အဲ့တော့အဲ့လောက်မှနားမလဲပဲနဲ့တော့ဒီအလုပ်တော့လုံးမနေသင့်ဘူးလို့ထင်တယ်နောက်တစ်ခုနှစ်ခုပြောစရာရှိတယ်အရေးကြီးတဲ့ကိစ္စပါဒါကတော့အဲ့ဒါတော့ကျွန်တော်တို့ဒီတစ်ခု9မိနစ်စီလောက်တော့ပြောမှာနော်အဲ့ဒါကတော့နံပါတ်1ကတော့ကျွန်တော်တို့စာမေးပွဲကိစ္စ နောက်ဆုံးမကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းပွင့်လင်းပြောတော့ပြန်မဖြစ်စေချင်ပါဘူး။ဒါကျွန်တော်ရဲ့ personal အမြင်ကလေးတွေကပင်ပန်းပါတယ်။နော်ရာဒီဝူရုရဲ့အခြေအနေနဲ့နော်ကလေးတွေနော်စာပြန်ကြက်အမှားနဲ့နော်တကွဲတပြားဖြစ်သွားတဲ့အခြေအနေနဲ့နော်ဆောင်မွေးဖြီးပြီးပြီးချင်းပြီးတော့လုပ်ငန်းဝင်ဝင်သွားတဲ့အချို့မပြည့်စုံတဲ့ကလေးတွေအတွက်အများကြီးတွေးမိတယ်။နောက်ခ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 ဲနော်တွက်ဖြီးရတယ်နော်ဒီအကြံဖတ်မှုအန်ဒီရဲတွေကနေချောင်းကွင်းပြီးတွက်ဖြီးရတဲ့ကလေးတွေအတွက်ဒါအဆင်မပြေဘူးဒါကိုနားလေတယ်။ဒါပေမဲ့ အစိုးရအနေနဲ့ဒီဆုံးဖြတ်ချက်ကသူ့အတွက်အကောင်းဆုံးပဲနော်ဒီလိုကိုဆုံးဖြတ်ရမှာမဆုံးဖြတ်လို့မရအောင်နောက်ပြီးတော့ကလေးတွေအတွက်လည်းဒီဆုံးဖြတ်ချက်ကအကောင်းဆုံးပဲမီးကတော့ဒီဘယ်သူမှလောင်ချင်မှာမဟုတ်ဘူးဒီအဖြေလွာစာရွက်တွေမီးလောင်သွားတာနဲ့ပတ်သက်ပြီးတော့ဘယ်သူမှမီးမလောင်ချင်ဘူးနော်ဟိုဒါမဲ့တဘာဝဘေးဆိုတာပြောလို့မရအခုလေမီးလောင်သွားတယ်ထားလိုက်ပါတော့မီးလောင်သွားပြီဆိုတော့ဒီကလေးတွေကိုမဖြေဘဲအကုန်အောင်ပေးဖို့ဆိုပြီးနိုင်ငံရေးပါတီတို့ကနော်စာထုတ်တယ် နိုင်ငံရေးသမားနိုင်ငံရေးစကားပြောတာတော့လက်ခံတယ်ဒါပေမဲ့မြန်မာနိုင်ငံကဗလိမာတွေကလေနော်အမြဲတမ်းတခုခုဆိုလို့ရှိရင်ဝေဖန်မယ်တိုက်ခိုက်မယ်ဟို social punishment လို့ social bullying လုပ်မယ်အဲ့လိုမျိုးလူတွေအများကြီးရှိတယ်မြန်မာနိုင်ငံမှာအခုဆယ်တန်းပြည်တဲ့ကလေးတွေအကုန်အောင်ပေးလိုက်တယ်ဘယ်ဘယ်နှစ်ခုနှစ်လဲဘယ်ဘယ်ဘယ်ကြောင်ရလဲနောက်ပိုင်းလုပ်ငန်းခွင်အထီကိုအဲ့ကလေးတွေရဲ့နော်ဒီအပြောဆိုခံနေရမှာအဲ့ကလေးတွေကနော်လုပ်ငန်းခွင်တွေမှာပါပြောဆိုခံနေရမှာဒီကလေးတွေတော့အခက်အခဲတွေအများကြီးဖြစ်လာနိုင်တယ် အဲ့တော့အအောင်ပေးတာတော့ဟုတ်ပြီအမှတ်နဲ့ဆုံးဖြတ်ရမယ့်ဟာတွေအမှတ်နဲ့ဟိုဘာဖြစ်ထားတဲ့ဟာတွေအများကြီးရှိတယ်ဘလူပေးတက်မလားကလေးတွေအကြောင်းတွေမစေးတို့နော်ဟိုတက်သေးဝင်မာတို့နော်အခြားသောအင်ဂျင်နီယာအကြောင်းတက်မာတို့အစသဖြင့်အလို့ဟာတွေဖြစ်လာလို့ဆိုရင်ဘလူလုံးမလားအလို့တော့လုတ်ပြီးလို့မရဘူးအအောင်ပေးလို့မရဘူးလွယ်လွယ်နဲ့နိုင်ငံရေးစကားမပြောပါနဲ့နော်နိုင်ငံရေးစကားကိုအဲ့လိုမျိုးကိစ္စတွေမှာဝင်ဝင်မပြောပါနဲ့မကောင်းပါဘူးဒါအစိုးရရဲ့မူဝါဒ ဟိုထိခိုက်ပါတယ်ဒါဟိုပြီးသုံးလုံးပေါ့နော်ဒါကျွန်တော်တည့်ပဲပြောရမှာပြီးသုံးလုံးအစိုးရကဒါထိခိုက်ပါတယ်အဲ့လိုမလုပ်ရပါဘူးနော်မပြောရပါဘူးကိုကိုတိုင်းလည်းအစိုးရကဒါဒေါက်တာသက်ခိုင်ကဝန်ကြီးတယောက်ဖြစ်ခဲ့တယ်အဲ့တော့အစိုးရမော်ဒါအနေနဲ့ကြည့်လို့ရှိရင်အဲ့လိုမျိုးလုပ်ပြီးလို့မရပါဘူးနိုင်ငံရေးစကားအရတော့ဟိုထောက်ခံအောင်ဆိုပြီးပြောတာတော့ပြောလို့ရတယ်နော်ဒါပေမဲ့အဲ့လောက်ကြီး seriously မလုပ်ပါနဲ့နော်ဟိုအတီးကြီးစာကြီးနဲ့ထုတ်ပြန်ပြီးတော့အောင်ပြီးတာမျိုးမလုပ်သင့်ပါဘူးနော်ကလေးတွေအကုန်လုံးပြန်ဖြီးတာပို့ပြီးတင့်လျော့ပါတယ်အဲ့တော့ ူတပတ်ကနိုင်ငံရေးပါတီကိုပြောပိုင်ဆိုရင်နိုင်ငံတော်ဘက်ကိုပြန်ပြောရအောင်အဲ့ဒါကနိုင်ငံတော်အနေနဲ့ကြတော့နော်ပြန်ဖြေခိုင်းတဲ့ဒေတာမှာចောင်းသားကျွန်တော်မှတ်မိတဲ့လောက်တော့ကိင္ကနံအတိအကျတော့ပြောနိုင်ကိင္ကနံနဲ့ကျွန်တော်အာမကုန်းနဲ့နော်ကိင္ကနံနဲ့ပတ်သက်ပြီးကျွန်တော်မယုံကြည်နဲ့အဲ့တော့6000ကျော်လောက်ဖြစ်မှာတင်တယ်အဲ့တော့ဟို6000ကျော်လုံးမှာဟိုအကုန်လုံးအဆင်ပြေနေတဲ့သူမပါဘူးအဲ့ဒီထဲမှာမှဒီဒုက္ခရောက်နေတဲ့သူတွေနော်ဟိုစာဝန်ကြီးခက်ခဲတဲ့ကလေးတွေအဲ့ကြားထဲမှာစူးစမ်းပြီးဖြေတဲ့သူတွေလုံခြုံရေးခက်ခဲတဲ့ကလေးတွေအဲ့တော့အစိုးရအနေနဲ့ ဟိုတက်ဆိုင်ရာနေမီတောင်ဝန်ရှိတဲ့သူတွေကိုအော်ဒါတစ်ခုထွက်ပေးတင်တယ်ဒီကလေးတွေဘလို့ကူညီဖို့အတွက်နော်နော်ဟိုစားရတော့ရခက်ခဲတဲ့ကလေးတွေနော်ချွတ်တဲ့တဲ့ကလေးတွေဆိုရင်ဘလို့ကူညီဖို့ဆိုင်မွေးဖြည့်နိုင်အောင်ကူညီပေးဖို့အတွက်အစိုးရအနေနဲ့လှုပ်ဆောင်ပေးတင်တယ်ဘာကြောင့်လဲဆိုဖြည့်ဆိုတဲ့ကလေးနဲသွားမှာဆိုလို့ပါနော်ဖြည့်ဆိုတဲ့ကလေးနဲသွားပြီးတော့နစ်နာသွားမှာဆိုလို့ပါသူတို့အားဆိုင်ထုတ်ခဲ့တာတွေအကုန်လုံးအလဟတ်တမဖြစ်သေးခြင်းဘူးနောက်ပြီးတော့ဒီမှာဒီ ေးသေးချာချာအရင်ချင်းစစ်မယ်လို့ကျွန်တော်ထင်တယ်။ရှီပိုင်းမှာမိခဲ့တဲ့မိကွန်းတွေရောနောက်ထပ်မိကွန်းတွေလည်းပြန်ပါနိုင်တယ်လို့ထင်တယ်။ဒါပေမဲ့အများစုကတော့အဲမိကွန်းပြင်ဆင်ချိန်ဒီပိုင်းနဲ့ပြန်ကြည့်လိုက်တဲ့ချိန်တော့ဒါရှီပိုင်းမိကွန်းဖြစ်ဖို့ပိုပြီးများပါတယ်။နောက်ဒီဒါဆမ်မွေးကိစ္စပေါ့နော်ပြန်ဖြေခိုင်းတာပိုပြီးအဆင်ပြေတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်။အဲ့တော့နောက်တစ်ခုကကျတော့နောက်ဆုံးပြပြောရမယ်ဆိုရင်တော့ကျွန်တော်ကျွန်တော်တို့နောက်ချူကိုနောက်ချူနဲ့ဆိုလို့ရှိရင်ဒီနောက်လင်းကိုတက်ကတင်းတယ်။နော်နောက်လင်းရွာမှာရှိတဲ့ PDS စကန်ကိုပလောင်စကန်ကို တက်ကတင်းလိုက်တယ် တော့နောင်လင်နဲ့ကျွန်တော်တို့ဒီ6 6 6လာမြောက်တက်เนาะအဲ့ဒီမြောက်တက်เนี่ยနင်းနီးပဲရှိတော့တာလှမ်းခေါ်ရင်တော့ကြားရတယ်အဲ့တော့နောင်ချူနဲ့ဆိုရင်ဘာမှမမွေးတော့နော်နောင်ချူနဲ့ဆိုဘာမှမမွေးတော့အဲ့အတွက်ချမ်းမြောက်နဲ့ပတ်သက်ပြီးတော့ဒါနောက်ဆုံးဆုံးသက်နေလည်းပြောတာဖြစ်ပါတယ်နောင်ချူနဲ့ဆိုဘာမှမဝေးတော့ဘူးအဲ့တော့နောင်ချူမျိုးပေါ်မှာ PDF ဒီခန်းစစ်ပြင်ထားတယ်အစောတော့ပြင်ထားတာဟုတ်ပါမျိုးဝင်ပေါ်တော့ပြည်တော်စုလမ်းမကြီးဘေးမှာသူတို့ပြင်ထားကြတယ်ခန်းစစ်တွေပေါ့အဲ့ဒါ တရား3တရား4လာအဲ့ဒီပထမဟောတစ်တစ်လေးတစ်တစ်ငါတက်နာမှာသူပြင်ထားတယ်ဗောနော်အဲ့ဒီခန်းစစ်ဒါပေမဲ့အခုတက်ကအဲ့ဘချမ်းကမတက်ပဲနဲ့ဒီဘချမ်းကဒီမဲပုတ်တို့နောင်လင်တို့ကနေပတ်ပြီးသိမ့်နေတဲ့သဘောရှိတယ်အဲ့တော့လက်ရှိချိန်မှာဟောကျွန်တော်ပြောချင်တာကြောက်မဲမကြောက်မဲဆိုလည်းဒီနေ့ကျွန်တော်ရတဲ့တည်နေအရာ PDF ချုပ်ဖန်ခံရတယ်လို့ကျွန်တော်ကြားတယ်နော်ကြောက်မဲမှာ PDF ချုပ်ဖန်ခံရတယ်ဖန်ခံပြီးတော့အဲတခြားနေရာမှာ သွားထားလိုက်တယ်ပေါ့နော်အဲ့တော့လာမဲ့လာဇန်းပိုင်းအတွင်းမှာကြောက်မဲကနေထီရနာလေးဆုတ်မဆုတ်ကျွန်တော်တို့စောက်ကြည့်ရတော့မယ်နော်အဲ့ဒါကတရုတ်ရဲ့ဖီအားတော့မဟုတ်ဘူးနော်တရုတ်ရဲ့တပည့်ဖီအားပေါ့နော်အဲ့ဒါအဲ့လိုအဲ့လိုဖီအားနဲ့ဆုတ်ရမယ်လို့ကျွန်တော်တို့သတင်းတွေရနေတယ်နော်အဲ့ဒီလက်နက်ကင်အဖွဲ့စည်းအချင်းချင်းတွေကြားထဲမှာဆွေးနွေးနေတယ်လို့ကျွန်တော်တို့သတင်းရတာတယ်အချို့ PDF ဖွဲ့တွေဖန်ခံထားရတယ် PDF တွေကိုအဲမင်းတို့မပူနဲ့မင်းတို့ပဲဆုတ်သွားဆိုတော့ ုံစံမျိုးဒီ TNLD ဘက်ကအမေ့ရထားတယ်ပေါ့နော်အဲ့တော့ TNLD ဘက်ကအဲ့လိုမျိုး live လုပ်မလားမလုပ်ဘူးဆိုတာကျွန်တော်စောင့်ကြည့်ရမယ်နောက်တစ်ခုက last show ပေါ့နော်ဆိုတော့ last show ကကြတော့တက်ရင်တန်းနေရဝင်သွားပြီဆိုတော့အဲ့ဒီနေ့တွေကကျွန်တော်သတင်းတင်ပေးခြင်းနဲ့ဒါမှမဟုတ်လည်းကျွန်တော်အကျဲမိုက်ခြင်းနဲ့လည်းတည်တဲ့အတိုင်းပဲဆိုတော့လုပ်လို့မရဘူးပေါ့နော်ဒါပေမဲ့ last show တက်ကဝင်တယ်ဝင်ပြီးတော့အဲ့မှာဘာညာတက်ကပြောကြတယ်ပေါ့နော်ဆွေးနွေးကြတယ်ညှိနှိုင်းကြတယ်ပေါ့အဲ့ဒီအချိန်မှာပဲအော်ဒီဒီနေ့မှာကျွန်တော်သတင်းထက်ရတာပါလဲဆိုတော့အဲ တက်ကဝင်လာတဲ့ရင်တန်းတွေကအရာနဲ့ကြီးတယ်။တစ်ခါတစ်ခါလာရင်80 100 130အဲ့လောက်များတဲ့ရင်တန်းကြီးတွေလာလာတဲ့ခါကျလို့ရှိရင်အဲ့ဒါဘေးမှာလမ်းကင်းဆောက်ပေးနေရတယ်။အဲလမ်းကင်းဆောက်ပေးနေတာကိုကံဝတ်ဆောင်ဝတ်ထားတဲ့ဗမာစကားပြောတဲ့ PDF တွေ။ဆိုတော့သူတို့အနေနဲ့စဉ်းစားမှဆိုလို့ရှိရင်လည်းဒါအောက်တိောက်သက်တော်တော်နိုင်မှာပဲပေါ့နော်။အဲ့တော့လာရှိုးမျိုးတွေကိုတက်ပြန်ဝင်တယ်ဝင်တဲ့ချိန်မှာအချို့လဲဒါကြိုဆိုတဲ့သူတွေရှိတယ်။နော်ကိုကန်းကဒီ MND ကလူကြီးပိုင်းတွေလည်းကြိုဆိုကြတယ်ပြည်သူတွေလည်းကြိုဆိုကြတယ် ။ဒါပေါ်တင်တော့မကြိုဆိုရဘူး။အကျန်းပထမဆုံးကြောက်ရတယ်လေ။ဘယ်ချိန်မှကိုယ်လာတတ်မလဲမသိဘူး။အဲ့တော့ကြောက်ရတာဖြစ်တဲ့အတွက်တိတ်တိတ်လေးကြိုဆိုကြတယ်။နောက်ပြီးတော့ဘာလို့ကြာလဲဆိုတော့ဒီအစားတောက်တွေနော်ဒီတက်ကိုပေးကြတယ်။အဲ့တော့ဒီမှာလေကျွန်တော်နှစ်ဖက်ပြောပါမယ်။နှစ်ဖက်ပြောပါမယ်ဆိုတော့ပြည်သူဒီအစိုးရအုပ်ချုပ်မှုကိုခံခဲ့ပြီးသွားပြီအစောပိုင်းမှာ။ပြီးတော့တပုံအုပ်ချုပ်မှုခံခဲ့ပြီးသွားပြီ။အဲ့တော့နောက်တစ်ချိန်အစိုးရအုပ်ချုပ်မှုပြန်ပြီးခံရမယ့်အချိန်မှာအဲနံပါတ်1မေတ္တာထားဖို့နံပါတ်2ယူသားဖို့ နော်ပြီးရင်ဝယ်သားလို့အချုပ်ဖို့ဒါပို့ပြီးရေးကြည့်ပါတယ်အဲ့တော့အချုပ်ဖို့ပြောလို့အတူအကြီးကြီးတွေပြောတာမဟုတ်ဘူးတယောက်နဲ့တယောက်ဆက်ဆံတဲ့နေရာမှာပြည်သူမေတ္တာပေးဖို့ကြွကျွန်တော်ပြောချင်တယ်အဲ့ဒါမှနော်တကယ်ကြွာချချက်ကိုသိမြင်နိုင်မှာဖြစ်တယ်နောက်တစ်ချက်ကကျတော့ဒါဒါတောင်းကျမ်းသူအပီမီဒီယာတွေနော်ကျွန်တော်အခု live show ကိုတက်ကအခုပဲပြန်ဝင်တာ အဲ့တော့ဂိတ်တီတောင်ဘာမှမထိုင်ရသေးဘူးဘာမှမလုပ်ရသေးဘူးအကုန်လုံးနေရာချနေတော့မှရှိသေးတယ်။တော့ဟိုကိုတက်ကိုပြန်သွားတာတွေပါတယ်အကုန်လုံးမျိုးလုပ်ဟိုတက်ဆိုင်ရနေရာတွေမှာနေရာချနေတော့ရှိသေးတယ်။နော်အဲ့ဒီမှာဟိုဟာကအကြံဖတ်အပီမီဒီယာတွေကတက်လာပြီ။လာချိုးအဝင်မှာစစ်တပ်ကပတ်စံတောင်းနေတယ်ဆိုပြီးတော့စတာနဲ့အတင်းပြောတော့မယ်တို့ကဘာမှတော့မစသေးဘူး။နော်အခုရဲ့ပိုင်းဆိုရင်အဲ့ဒီတချို့မီဒီယာတွေက မီဒီယာလို့တော့မဟုတ် information ပေးသေးတဲ့မီဒီယာမဟုတ်တော့ဘူးအတင်းပြောဖို့တသက်မီဒီယာတစ်ဖက်ဆောင်နေနေဖြစ်သွားတာပေါ့နော်အဲ့တော့ဟို EAOD ကြရပြန်တော့လေနေပြီးတော့ရန်ကုန်ရွှေ့ခိုင်းတဲ့လိုက်ပြီးလို့ရှိရင်မြို့အစ်စ်ပြောင်းခိုင်းလိုက်နေနေပြီးတော့မှမနေသင့်တော့လိုက်အဲ့စသဖြင့် pocket 40ထိုင်ပြောနေတာအဲ့တော့ DBB တို့နော်ဟိုဒီခစ်တစ်တို့ကြပြန်တော့လေတစ်ချိန်လုံးထိုင်ပြီးတော့ဒီ စစ်တပ်ကပတ်စံတောင်းနေဆိုတဲ့အကြောင်းထိုင်ရရတာသူတို့မှအမောเนาะအခုလာရှိုးတက်ကပြန်ဝင်လာတော့ဘာမှမကြသေးဘူးเนาะကားတန်းနေတော့ပြန်ထွက်သွားပြီပေါ့เนาะချက်ချူလူတွေကကိုယ့်အကူအထဲမှာနေရာချရှင်းလင်းရေးတွေပါလုံနေတော့ရှိသေးတယ်သူတို့ပြောတဲ့ဂိတ်တွေပါတဲ့အခုချိန်ထိစိတ်ကိုမဝင်စားသေးဟိုကအဲ့ဒါကိုတက်ကပတ်စံတောင်းနေဆိုပြီးထပြီးတော့မဟုတ်မမှန်တဲ့ရင်လွှင့်တယ်ပေါ့เนาะဆိုတော့ဒါကတော့ကြုံရမှာပဲအဲ့တော့ခုနကပြောတယ်ဒီနည်းကိုဘာနဲ့ကြော်ဖြတ်ရမလဲဆိုရင်ပြည်သူကိုမြေတားထားတဲ့နည်းနဲ့ဒါကြော်ဖြတ်ပါရပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ် ်နော်ဒါလာချူနဲ့ပတ်သက်ပြီးပြောတာဖြစ်ပါတယ်ထူးခြားသတင်းတွေရှိလို့ရှင်လဲထပ်ပြီးတော့တင်ဆက်ပေးဦးမှာဖြစ်ပါတယ်ဆိုတော့ကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှင်တော့ကျွန်တော်ရဲ့ GB WP ARP CBV ဖုန်းနံပါတ်ဖြစ်တဲ့39480398ကိုဒတိုက်ရအကောင့်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် GB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ်ပတ်စဝတ်ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ video လေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ